မင်္ဂလာပါရှင်2025ခုနှစ်မတ်လ23ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့ပူချိန်အခြေအနေများမှာအေအာတိုင်းဒေတာကြီးရန်ကုန်တိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးနေပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမက်လာရဲ့ပုံမှန်ပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီး ကချင်ပြည်နယ်မှာမတ်လရဲ့ပုံမှန်ပူချိန်အောင်3ဒီဂရီဆယ်စီယက်လျှော်နေခဲ့ကကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာမတ်လရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်မတ်လ12ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့အလိုက်ထူကြတဲ့နေ့အပူချိန်များမှာပြည်မြို့မှာ41.8ဒီဂရီဆယ်စီယက်၊ချောင်မြို့မှာ41.5ဒီဂရီဆယ်စီယက်၊ကြောင်ငူမြို့မှာ40ဒီဂရီဆယ်စီယက်၊မကွေးမြို့မှာ39.6ဒီဂရီဆယ်စီယက် ပဲခူးမျိုးအောင်လံမျိုးနဲ့ဖအံမျိုးတို့မှာ39.3ဒီဂရီဆယ်စီယက်စီရမဲတင်မျိုးရွှေကျင်မျိုးနဲ့မြောက်ရီမျိုးတို့မှာ39.2ဒီဂရီဆယ်စီယက်စီနဲ့တက်ကုန်းမျိုးမှာ39.1ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားပွဲရာမွေးကြေးညမှာ ကော့တာမျိုးမှာ39.5ကိုလက်မှာမချမ်းမော့မျိုးမှာ39.2လက်မှာ ခန္တီမျိုးနဲ့ပူတာအောင်မျိုးတို့မှာတုံညာတသမာတချောက်လက်မစီနဲ့မြေမျိုးမှာတုံညာတသမာတုံညာရှစ်လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီနေ့နေ့လေတနအိခွဲချိန်မိုးလုပတာကျူမှာဖန်ရရှိရပုံရ ကပ်ပလီပင်လယ်ပြင်တာမိုင်းနဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တာမိုင်းတို့မှာတိမ်အထင်တင်မှာတိမ်ထူတတ်နေပြီးကပ်ပလီပင်လယ်ပြင်များပိုင်းဘင်္ဂလားပင်လယ်ရောအနောက်တာမိုင်းနဲ့အနောက်လယ်ပိုင်းတို့မှာတိမ်အနှင်းငယ်ဖြစ်ထိုးနေကကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်ကင်းစင်တလောက်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်ထူတတ်နေပြီးမြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာတိမ်ကင်းစင်တွေကကျန်ဒေသတွေမှာတိမ်အနှင်းငယ်မှာတိမ်အထင်တင်ဖြစ်ထိုးနေတာကိုတွေ့ရပါတယ် ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာလေပြင်းရယောနေနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းအတင်းတင်းရှိပါမယ်။လှိုင်းမြင်မှာမြမကဲရတဲ့ရှောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာ၄ပေမှာ၆ပေခန်းရှိနိုင်ပါတယ်။မနက်ပြန်တဲ့အထိခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမုတ်ချုံချုံရွာပါမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာတိမ်အထင်အတင်ဖြစ်ထုံးပြီးစင်ပြည်နယ်ရခိုင်ပြည်နယ်အေရဝတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအပြားတာယာပါမယ်။ အခုဆက်လက်ပြီးမနက်ပြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ မြေပြိုတော်နဲ့အနီတဝိုင်းအတွက်မနေ့ကနေ့ကဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြင်တာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ20ဒီဂရီဆယ်စီယက်68ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ်ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနက်ဖြန်နဲ့အတီးမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအပြင်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် မလေးမျိုးနဲ့အနီတဝိုင်းအတွက်မနှက်ပြန်တဲ့အခြေမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းအများဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲ2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပြည်သားတရေများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအတမ်းမှချမ်းသာကြပါစေရှင်။